ါဠိစောပါဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့နရီစီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအင်မြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ AA ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာစစ်တွေကတပ်ရင်းတွေ အတွင်ကြားရောက်ပောက်ကွဲလို့စစ်ကော်မရှင်တပ်သားတွေတိုက်ဆုံထိခိုက်မှုရှိတယ်ဆိုတဲ့သတင်း။ AA ထိန်းချုပ်ထားတဲ့ပလောဝါမှာခုမီနှစ်သစ်ကူပွဲတော်ကျင်းပတယ်ဆိုတဲ့သတင်း။ ရခိုင်မှာကူးစက်ရောဂါကြောင့်သေဆုံးသွားတဲ့တရိတ်ဆန်တွေကိုလုံးဝမရောက်ရှာဖို့နဲ့စီကမ်မစ်မစွန့်ပစ်ကြဖို့အေအေကတားမြစ်လိုက်တဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။စစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမျိုးအခြေစိုက်တပ်ရင်းတွေဖက်ကိုအရခတ်တော်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတရှုတပ်ရင်းအတွင်ကြောက်ပောက်ကွဲမှုတွေရှိခဲ့လို့စစ်ကောင်မရှင်တပ်သားတွေထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ စစ်တွေတရင်တွေဖက်ကဒီဇင်ဘာလတရင်နေနဲ့နှစ်ရက်နေမနက်ပိုင်းတွေမှာအေးအေးထိန်းချုပ်ထားတဲ့ရေသေးတောင်ပုံနှကျွန်းနဲ့ပေါတော့စားတဲ့မြို့နေတွေကိုလက်နက်ကြီးကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။တိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရက်သားနေထိုင်ရာမြို့နေတွေကိုစစ်တွေအခြေစိုက်တရင်တွေကလက်နက်ကြီးကြီးတွေနဲ့နေစဉ်ပစ်ခတ်နေမှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့စစ်တွေဒေသခံတွေကပြောကြပါတယ်။ဒါကြောင့်အေးအေးကလက်နက်ကြီးနဲ့ပြန်လည်တုံ့ပြန်ပစ်ခတ်ရမှာစစ်တပ်တရင်တွေနဲ့ ဒေသကွက်ကဲမုံစစ်ဌာနရှုပ်ဒါကစအထည်ကိုကြာရပောက်ွဲခဲ့ပြီးဒါကစအတွင်စစ်ကောင်မရှင်တပ်သားဆင်းနေရှိတိစုံမှုရှိခဲ့တယ်လို့စစ်တပ်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါရယ်ဒီဇင်ဘာလ၂ရက်နေ့မနက်ပိုင်းမှာစစ်တပ် area အနီးကိုလက်နက်ကြီးကြီးတလုံးကြာရပောက်ွဲတဲ့အတန်ကိုမျိုးရဲကနေတောင်ကြေလောင်စွာကြာခဲ့ရတယ်လို့လည်းဒေသခံတွေကပြောကြပါရယ်အရကတတော် AA ထိန်းချုပ်ထားတဲ့ပလဝမျိုးမှာ ခုမီနှစ်သစ်ကူပွဲတော်အခမ်းအနားကိုကျင်းပခဲ့ရမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် UL ကထိပ်ပိုင်ကောင်းဆောင်အပါအဝင်တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအခမ်းအနားကိုဒီဇင်ဘာလ၁ရက်နေ့မနက်၈နာရီမှာခူမီစာပေနဲ့ယဉ်ကျေးမှုဗဟိုအသင်းကဥဆောင်ကျင်းပခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီအခမ်းအနားကို UL ကထိပ်ပိုင်ကောင်းဆောင်တွေအပါအဝင်ခရိုင်ပါတီကော်မတီဝင်တွေအရခပြည်သူ တော်လှန်ရေးအစိုးရရဲ့ဌာနဆိုင်ရာတွေကတက်ရောက်ရှိမြင်ခဲ့ကြတာပါဗျ။ ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ပလဝခရိုင်အတွင်းက ULAA အဖွဲ့ဝင်တယောက်ကတော့ခူမင်းမျိုးနယ်စုတွေအတွက်ရှေ့ဆက်ပြီးတသွေးတသားတဲ့လက်တွေလှုပ်ဆောင်သွားဖို့အတွက်ခံယူချက်တွေပုံမရရှိသွားခဲ့စေတယ်လို့သူကပြောပါရယ်ခူမင်းနှစ်တကူပွဲတော်ဟာနှစ်စဉ်ဒီဇင်ဘာလ၁ရက်နေ့မှာကြာရောက်ပြီးခူမင်းလူမျိုးတွေရဲ့နေထူးနေမြက်ဖြစ်တယ်လို့လည်းသိရပါရယ်ဒီပွဲတော်ဟာနင်းနဲ့လောက်ကိုပူဇော်ပါသားတဲ့ပွဲတော်တစ်ခုဖြစ်ပြီး နေထွက်လာချိန်မှာနေထွက်အကလာထွက်လာတဲ့အချိန်မှာလာထွက်အကတို့နဲ့ကပြတဲ့နှစ်သိကူရိုးရာပွဲတော်တစ်ခုဖြစ်ပါရဲ့ရှင်။ရခိုင်လွတ်မြောက်နေမြေတွေမှာကုဆက်ယောဂကြောင့်တည်ဆုံသွားကြတဲ့တရိတ်ဆန်တွေကိုလုံးဝမရောရှာကြဖို့နဲ့စီကံမေမစွန့်ပြစ်ကြဖို့အရခပြည်သူတော်လှန်ရေးအစိုးရကတာမြိုင်လိုက်တယ်လို့သိရပါဗျ။ကျောက်တော်မြို့နယ်အပါအဝင်ရခိုင်ကလွတ်မြောက်နေမြေတွေကမြို့ပေါ်နဲ့ကြီးရွာတွေမှာအရခပြည်သူတော်လှန်ရေးအစိုးရကလော့စပီကာနဲ့ လှည့်လည်အတိပေးတားမြစ်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါဗျ။အဲ့ဒီလိုကူးစက်ယောဂကြောင့်သေဆုံးသွားရတဲ့တရိတ်ဆန်တွေကိုစီကံမစ်မစွန့်ပစ်ပဲစနစ်တကျမြင်မြုပ်စွန့်ပစ်ကြဖို့ကိုလည်းကြေညာထားတာပါ အခုလက်တလောမှာရခိုင်ဒေသတွင်ကြောက်တော်အပါဝင်မင်းပြမြောက်ဦးမြေပုံစားတဲ့မြို့နယ်တချို့မှာဝက်ချက်စားတဲ့အင်ဝေးတရိတ်ဆန်တချို့ဟာဘာယောဂဖြစ်ပွားမှန်းမသိပဲသေဆုံးမှုတွေရှိနေတာလည်းဖြစ်ပါတယ် အခုလိုတရိတ်ဆန်တွေကူးဆက်သေးဆုံးမှုတွေရှိနေတာကြောင့်တနိုင်တပိုင်းမွေးမြူရေးလုတ်ကင်ကြတဲ့မွေးမြူရေးသမားတွေမှာထိခိုက်နေတာမှုတွေလည်းရှိနေတယ်လို့သိရပါရဲ့ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာ2025ခုနှစ်အတွင်း ဘိန်းဆိုင်ပြိုမှု18ရာခိုင်နှုန်းအထိမြင့်တက်လာပြီးရှင်းပြင်းနေတဲ့ရှမ်းပြည်နယ်တွေမှာပါစိုက်ပျိုးမှုတွေတိုးလာနေတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်2025ခုနှစ်မြန်မာနိုင်ငံဘိန်းဆိုင်ပြိုမှုစစ်တမ်းအရာပြီးခဲ့တဲ့နှစ်အတွင်းဘိန်းဆိုင်ပြိုမှုဟာ18ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီး2024ခုနှစ်မှာဟက်တာ45200စိုက်ပျိုးရာကနေ2025ခုနှစ်မှာတော့ဟက်တာ9300အထိကို တိုးပြီးတော့စိုက်ပျိုးလာခဲ့ကြတယ်လို့ဖော်ပြပါရယ်။မြန်မာမှာဘိတ်စိုက်ပျိုးမှုခက်တကြဆင်းမှုရှိခဲ့ပေမဲ့လည်းအဲ့ဒီအခြေအနေကိုပြောင်းပြန်လှန်က2020ခုနှစ်ကစတင်ပြီးပြန်လည်မြင့်တက်လာခဲ့တာလို့ဆိုပါရယ်။ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကြောင့်ဒေသတရှုံမှာဘိတ်စိုက်ပျိုးမှုတိုးတက်လာနေတာကိုတွေ့မြင်ရပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာစိုက်ပျိုးမှု32ရာခိုင်နှုန်းအထိမြင့်တက်လာသလိုရှမ်းပြည်နယ်မှာတော့26ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာကိုမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဖော်ပြပါရယ်။ နှိမ့်နှင်းဖို့ခက်ခဲမုံနဲ့မှောင်ခိုရောင်းဝယ်ရေးကွန်ရက်တွေကြောင့်မြန်မာနိုင်ငံဘေးစီးပွားရေးရဲ့အဓိကအချက်အရာဖြစ်တဲ့ရှမ်းပြည်နယ်တောင်ပိုင်းကတော့နိုင်ငံရဲ့အဓိကစိုက်ပျိုး area အဖြစ်ဆက်လက်တည်ရှိနေပြီးဘင်ခင်အားလုံးရဲ့44ရာခိုင်နှုန်းကိုစိုက်ပျိုးနေရလို့ဆိုပါရယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံပဋိပက္ခရဲ့ဗဟိုချက်လို့ယုံကြည်ရတဲ့စကိုင်းတိုင်းဒေသကြီးမှာလည်းပထမဆုံးအကြိမ်အဖြစ်တည်တာထင်ရှားတဲ့ဘင်းစိုက်ပျိုးမှုကိုမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါရယ် မြန်မာနိုင်ငံပဋိပက္ခနဲ့စီးပွားရေးပြိုလဲမှုတွေအကြားမှာဘိန်းဆိုင်ပြိုမှု၁နှစ်အတွင်းအမြင့်ဆုံးကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။တရားမဝင်ဘိန်းဆိုင်ပြိုမှုရဲ့အဓိကကမ္ဘာလုံးဆိုင်ရာအရင်းအမြစ်၃ခုဟာအာဖဂန်နစ္စတန်၊ကိုလံဘီယာနဲ့မြန်မာနိုင်ငံတို့ဖြစ်ကြပါတယ်။၂၀23ခုနှစ်မှာတာလီဘန်တွေပိတ်ပင်ပြီးတဲ့နောက်စိုက်ပျိုးမှု65ရာခိုင်နှုန်းကျဆင်းသွားခဲ့တဲ့အာဖဂန်နစ္စတန်မှာထုတ်လုပ်မှုကျဆင်းသွားခြင်းကစပြီးတော့မြန်မာနိုင်ငံဟာကမ္ဘာ့ဘိန်းဆိုင်ပြိုမှုရဲ့အဓိကရင်းမြစ်ဖြစ်လာခဲ့တာပါ။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံရရှိဘူရီပြည်နယ်ဖတ်တိုခရိုင်မှာမြန်မာရွှေ့ပြောင်းအလို့သမားတွေကို တင်ဆောင်လာတဲ့ကားတစ်စီးဟာရေထဲကိုပြုတ်ကျသွားတဲ့အတွက်မိခလင်းငယ်တရားအပါအဝင်၉ရောက်သေဆုံးသွားတယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြကြပါဗျ။ရေထဲကိုပြုတ်ကျသွားတဲ့ကားဟာ Toyota Founder ကားအမျိုးအစားဖြစ်ပြီးရရှိဘူရီပြည်နယ်ဖတ်တိုခရိုင်နောင်ခရန်သွန်မြို့နယ်ရွာအမှတ်၄မှာရှိတဲ့ Warres Mansion ကျောင်းအနောက်ဘက်က ရေသွေးမြောင်းထဲမှာဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းမှာတွေ့ရှိခဲ့တာလို့သိရပါဗယ်။အဲဒီကားအထဲမှာတိဆုံးနေတဲ့မြန်မာမိန်းကလေးငယ်၁ယောက်နဲ့အမျိုးသား၈ယောက်စုစုပေါင်းမြန်မာရွှေပြောင်းအလုသမားရုပ်အလောင်း၉လောင်းကိုတွေ့ရှိခဲ့တယ်လို့လည်းထိုင်းသတင်းတွေကဖော်ပြထားတာပါ။မတော်တဆမှုရဲ့ကနဦးအကြောင်းအရာကတော့ကားတရာပေါက်ပြီးကားကိုမထိန်နိုင်ပဲရေသွေးမြောင်းထဲကိုပြုတ်ကျသွားရတာလို့ဆိုထားပါဗယ်။ ထိုင်းဒေသတွင်တည်င်းတွေအရကားပေါ်မှာခီးသည်15ဦးပါရှိပြီးရေမောင်းအပါအဝင်6ဦးဟာထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဆိုထားပါတယ်။ထိုင်းအာဏာပိုင်အရာရှိတွေကပျောက်ဆုံးနေသူတွေကိုအ мян ဆုံးစုံစမ်းစစ်ဆင်နေပြီးအခုဝမ်းနည်းဖွယ်ဖြစ်ရရဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆင်နေတယ်လို့ထိုင်းတည်င်းတွေမှာဖော်ပြထားပါတယ်ရှင်။နရိဇယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမှာဖြစ်ပါတယ်။ကျမတို့နရင်စရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်စရာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။